လွန်ခဲ့တဲ့တနင်္ဂနွေကမိထီလာမှာဘာသာရေးပြိပခါတွေဖြစ်ပွားခဲ့တာကြောင့်မွတ်စလင်နဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ဆက်ဆံရေးပြပြခဲ့ပေမဲ့ဒီနေ့မှာတော့နှစ်ဖက်ဆက်ဆံရေးပြန်လည်တိုးတက်လာပြီဆိုတဲ့သတင်းကိုဦးမျိုးမင်းဦးကပေးပို့ထားပါရရှင်မေတီလာမှာ2013ခုနှစ်မတ်လမှာဖြစ်ခဲ့တဲ့ပြိပခါတွေကြောင့်လူ40ထက်မနည်းသေဆုံးပြီးထောင်နဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ပြိပခါတွေဖြစ်ခဲ့တာကြောင့်ဒုက္ခသည်စခန်းမှာတလာနေခဲ့ပြီးကိုယ့်အိမ်ကိုပြန်လာနိုင်ခဲ့တဲ့မွတ်စလင်ဒုက္ခသည်တွေထဲမှာမတ်တီရာလာဟာတယောက်အပါဝင်ပါ။ပြိပခါတွေဖြစ်ခဲ့တဲ့မနှစ်ကမင်းမြန်ခဲ့ရမှာ မုစလင်နဲ့ဗုဒ္ဓဘာသာဝင်တွေကြားကဆက်ဆံရေးပြတ်ပြားခဲ့တယ်လို့သူကပြောခဲ့ပါတယ်။ဟိုလူတွေကိုမြင်လို့ရှင်မခေါ်ခြင်းတလို့မပြောခြင်းတလို့အဲ့လိုမျိုးတော့နည်းဖြစ်သွားတာပေါ့နော်။ဒါပေမဲ့လည်းမတ်တီရာလာကိုဒီနှစ်မှာထပ်မံမင်းမြန်ခဲ့ရမှာတော့မု슬လင်နဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ဆက်ဆံရေးဟာမနစ်ကထက်ပိုကောင်းလာတယ်လို့ပြောပြခဲ့ပါတယ်။သူ့ရဲ့သမီးနှစ်ယောက်ကိုလည်းမျိုးရဲကိုစိတ်ချလက်ချသွားခွင့်ပေးနိုင်ပြီလို့ပြောခဲ့ပါတယ်။အခုကတပြေးညီရဲ့ဖြစ်သွားပါပြီ။အဲ့လိုမျိုးတိတ်ပြီးတော့အရင်လိုစိမ့်သိမ့်ကားကားကြီးမဖြစ်တော့ အဲဘဘဘအကုန်လုံးဆက်ဆံကြတယ်အခုအချိန်မှာနှစ်ဖက်ဆက်ဆံရေးပြန်လည်ကောင်းမွန်လာပြီဖြစ်လို့အလူပွဲနဲ့မင်္ဂလာဆောင်ပွဲတွေကိုအပြန်အလှန်သွားနေကြပါပြီမွတ်စလင်ဘာသာဝင်တွေဖြစ်တဲ့ကိုမင်းချစ်ဦးနဲ့မတ်နှင်းဤဖြူတို့ရဲ့မင်္ဂလာအခမ်းအဝဲမှာဖိတ်ထားတဲ့ဧည့်သည်တွေထဲမှာဗုဒ္ဓဘာသာဝင်တွေတော်တော်များများပါဝင်ပါတယ်ကို့ဒါညီကောင်မောင်နှမတွေပါပဲရက်ွက်ထဲကကို့တူတူမတွေပါပဲဒါတွေကအဲ့တော့ဘာသာကြခွဲကြရလို့မရှိပါဘူးတယောက်နဲ့တယောက်ကုနေလို့လာကြတာပေါ့ ကိုဖိတ်လေသူတို့လာမှာပဲသူတို့ဖိတ်တယ်ကိုကလာတာပါပဲအခုကမှာတော့မိထီလာမျိုးဝါကဗုဒ္ဓဘာသာဝင်နေနဲ့မွတ်စလင်တွေဟာတစ်ဖက်နဲ့တစ်ဖက်ဆက်ဆံရေးပေါ်ပို့ပြီးတော့အကောင်းမြင်လာကြပါပြီတကယ်တော့လည်းအစိုးရအမြင်ရှိသူတွေကြောင့်လူအသက်တွေဆုံးရှုံးခဲ့ရတဲ့ပရိပက္ခတွေဖြစ်ခဲ့ရပေမဲ့လည်းသူတို့တွေဟာရှေးအစဉ်အဆက်တည်းကအဲ့ဒီဒေတာမှာငြင်းချမ်းစွာနဲ့အတူနေထိုင်ခဲ့ကြတဲ့သူတွေပါဒီသတင်းကိုတော့ကျွန်တော်မျိုးမင်းကတင်ဆက်ခဲ့တာပါ